ရင်ဘတ်မှာရှိတဲ့အမှတ်အသားကြောင့်ပူရိသားတွေဝိုင်းဝိုင်းလဲခံနေရတဲ့အပေါ်ဝမ်းသာနေရတဲ့အေမီဆန်အလုံးမဲမင်္ဂလာပေါင်းဗမစ်စနောင်းကနေချွတ်ဆွလိုက်ပါတယ်အေမီဆန်ကလူအများကြားမှာထင်ပေါ်ကျော်ကြားသူဖြစ်ရတာကိုစိုင်းနေတတ်သူတို့ပေါင်းအစောတော်တယောက်နေနဲ့လူတိများအောင်ပြိုင်ပွဲဝင်ပြိုင်တဲ့အချိန်မှာလူတိမများခဲ့ပဲ၎င်းဝင်ပူးတဲ့အချိန်မှာမှလူတိများခဲ့တာပေါင်း ဒါကြောင့်မို့လဲအီမီဆန်ကနဂါဝင်ဘူးရာကိုထမင်းစားရေတောက်သလိုအများကြီးဝင်ဘူးနေခဲ့ပါတယ်။နောက်ပိုင်းမှသာဝင်ဘူးရာကိုဘရိတ်တ်အမည်မကြီးလို့ရန်နာထားခဲ့တာပါ။ဒါပြင်အမီဇန်ကငကားဖူးပြမမဟုတ်ဖဲသူမမှာရှိတဲ့အရာတွေနဲ့ဘရိတ်တ်တေကိုဆွဲဆောင်နိုင်တယ်လို့ယုံကြည်ထားတာပေါ့သူမကိုချစ်လို့အားပေးနေတာဆိုပြီးယုံကြည်ကြောင်းကိုလည်းအင်နာပြူရီမှာအများနဲ့ထုတ်ပြတတ်ပါတယ် ပြီးကြတဲ့ရပိုင်းထွန်းမှာလည်းအမီဆန်ကသူမရဲ့အလှတရားတစ်ခုကြောင့်ပုရိသတွေကမှရန်ကုန်အာယုံဆိုင်ခံခဲ့ရတာပေါ့အမီဆန်ကပွဲတော်တစ်ခုကိုသူမဝင်နေကြပုံစံမဟုတ်တဲ့ဝစ်ဆောင်နဲ့ဆင်မြန်းလာခဲ့ပါတယ်ရင်ဘတ်အရာဟိုက်နေတဲ့အင်ချေကိုဝစ်ဆင်ခဲ့တာပေါ့ ဘရပုံစံအဖြူရောင်အင်ကြီးလေးကိုဝစ်စင်ကအပေါ်ကနေကိုအင်ကြီးကိုထတ်ထားကအစင်တန်းမြင့်တဲ့မျိုးသမီးတယောက်လိုဝစ်စင်ခဲ့တာဖြစ်ပါတယ်။အေမီဆန်ကခုလိုရင်ဘတ်ကိုဖော်တဲ့အင်ကြီးမျိုးတိတ်မဝစ်တဲ့အတွက်နမဲကြီးလိုသွားတော့ပေါင်း။ဒါအပြင်ရင်ဘတ်ဟိုက်နေတဲ့အချိန်မှာဘရဒတ်တေကမမြင်ဘူးတဲ့သူမရဲ့အမှတ်သားတစ်ခုကလည်းပေါ်လွင်နေခဲ့ပါတယ်။အရာကတော့အေမီဆန်ကရင်ဘတ်မှာမှဲ့ရှိနေခဲ့တာပေါ့ရင်ဘတ်မှာမှဲ့ရှိနေတာကြောင့်ပရိသတ်တချို့ကရန်ကိုဆိုင်ဝင်စားနေခဲ့ပါတယ် ပူရီသားတွေကမှတော့ရင်ဘတ်မှာမှဲ့ရှိတဲ့မျိုးသမီးကိုစုံရင်ဆွဲဆောင်မှုရှိတဲ့ဆိုကယူဆကြတာပေါ့ဒါအပြင်ရင်ဘတ်မှာမှဲ့ရှိတဲ့မျိုးသမီးတွေကအမျိုးသားတွေရဲ့ဝါယုံချစ်ခြင်းကိုခံရတဲ့လုံအိမ်ထောင်ပြုတ်ရင်လည်းအိမ်ထောင်ဘက်ရဲ့တသက်လုံးချစ်တော်ကိုခံရပါတယ်အမီဆိုင်ရဲ့မှဲ့ကကြီးတဲ့အပြင်ထင်ရှားနေတဲ့အတွက်ပူရီသားတွေကမှပြောစရာတစ်ခုလိုခရက်ထထွားခဲ့တာဖြစ်ပါတယ်ပူရီသားတွေအနေနဲ့တမရဲ့မှဲ့ကိုအရန်စိတ်ဝင်စားနေတဲ့အပေါ်မှာအမီဆန်ကပျော်ရွှင်လို့နေတာပေါ့အမျိုးသားတွေ့ချီကတမရဲ့ဝတ်စားစရံပုံကိုသဘောကျနေတဲ့အတွက်အမီဆန်ကဂျင်နက်က ာနောက်ထပ်လဲထွေးချောင်းလောက်သွားမှာပေါ့အရင်တုန်းကဆိုရင်အိမ်မီစန်းကပေါ်ပြီးဝေးရတာမကြိုက်ဖဲသပင်းရှင်နဲ့မြမဆတ်ဆန်းသားဝစ်စင်တာဖြစ်ပါတယ်ဒါပေမဲ့ခုလရှိမှာသူမရဲ့အသက်အရွယ်ကလည်းမငယ်တော့တာမို့ဝင်းလုံးရတော့မှအလန်းစားတွေဝင့်မယ်လို့ဆုံးဖြတ်ထားပါတယ် ခစ်ဆန်တဲ့ fashion တွေကိုဝစ်ကြည့်တဲ့အချိန်မှလည်းပူရီသားတွေကမှလှုပ်ခတ်သွားတဲ့အတွက်နောက်ထပ်ထပ်ဝစ်ဖို့ဆုံးဖြတ်လိုက်တာပေါ့အမျိုးသမီးဒူကြီးကတော့ခုလိုဝစ်စင်တဲ့ပုံမှာဝေဖန်နေကြတာပေါ့အေမီဆာဟာအမျိုးသမီးဒူကြီးရဲ့ဝေဖန်နေတာကိုသိပေမဲ့လည်းအမျိုးသားဒူကြီးတွေကအားပေးတာမလို့ fashion ကိုစမ်းသစ်ကဖော်တင်တာကိုဖော်ကဝစ်စင်သွားတော့မှာပေါ့တကူလုံးကိုဖော်ကဝစ်စင်မှမဟုတ်တဲ့အတွက်အေမီဆန်ကတော့ရိုင်းတယ်လို့မထင်ပါဘူး အတော်ကြီးဖြစ်သွားတဲ့အချိန်ကျရင်ဝက်ဖို့ကမသိမ့်တော့တဲ့အတွက်အခုချိန်မှာယာတုံစီမင်းတစ်ခုကနေဖော်ကဝက်ဆင်သွားမှဖြစ်ပါတယ်။ပွဲတက်တစ်ခုကို fashion ပုံစံတစ်ခုနဲ့ fashion ခွင်းဖြစ်အောင်စူးစမ်းသွားတော့မှဖြစ်ပါတယ်။အမီဇာဟောင်းတရုတ်ဆောင်လုပ်ကိုလည်းအတတ်တရောလုပ်နေတာပေါ့။အခုလရှိချိန်ထိရုပ်ရှင်စကားကြီးနှစ်ကရိုက်ကိုထားရပါတယ်။ ဒါကြောင့်မို့လဲမင်းသမီးလိုခံယူက fashion ဘိုင်းမှာနမဲကြီးမင်းသမီးတွေလိုဖြစ်အောင်အခြေခံကနေစ조사ကပြောင်းလဲဝတ်ဆင်နေပါပြီ။ရင်ဘတ်မှာရှိတဲ့မှဲ့ကြောင့်ပူရီသားတွေဝမ်းဝိုင်းလဲခံနေရတဲ့ဘုံဝမ်းသာနေတဲ့အမီဇန်နဲ့ပတ်သက်ပြီးဘရက်တ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။